ရန်ကုန်အပြည်ပြည်ဆိုင်ရာလီစိတ် YIA ရဲ့လီရင်ပြေးလန်းကြောင်းကိုပြပြထိတ်သိမ်းမှုတွေပြုလုပ်နေရာကြောင့်လီစိတ်ကိုည7:00နာရီကနေမနက်6:00နာရီအထိယာယီပိတ်ထားမှာဖြစ်ပါတယ်။ ညပိုင်းပြန်တန်းခွေပိတ်တာကိုအော်တိုဘာလ29ရက်နေ့ညပိုင်းကစပြီးဒီဇင်ဘာလ33ရက်နေ့အထိစုစုပေါင်း2လအကြာယာယီပိတ်ထားမှာဖြစ်တယ်လို့လေရင်လက်မှတ်အရောင်းဌာနတွေကကြေညာပါတယ်။ဒီလိုညပိုင်းပြန်တန်းခွေပိတ်လိုက်တာကြောင့်လေကြောင်းလိုင်းတွေဟာညဘက်ပြေးဆွဲမဲ့ခရီးစဉ်တွေကိုအချိန်ပြောင်းလဲပြီးပြေးဆွဲပေးဖို့စီစဉ်နေကြပါတယ်။လက်ရှိအချိန်မှာပြပခရီးစဉ်တွေအပေါ်အဓိကတည်ရောက်မှုရှိမှာဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေကတော့ညဘက်ပြန်တမ်းမှုမရှိဘူးလို့ဆိုပါတယ်ညပိုင်ခီးစင်တွေအတွက်လက်မဲ့ဖြတ်ထားသူတွေအနေနဲ့ကိုယ့်ရဲ့ခီးစင်အချိန်အပြောင်းလဲတွေကိုလေကြောင်းလိုင်းဒါမှမဟုတ်လက်မဲ့ဝယ်ယူထားတဲ့ agency တွေစီကိုတေချာစုံစမ်းမေးမြန်းပြီးတခြားလိုအပ်တဲ့စီစဉ်မှုတွေကိုလှောက်ထားကြဖို့လေလေရင်လက်မဲ့အယောင်းဌာနတွေတတိပေးပြောဆိုထားပါတယ်